မင်းအောင်လိုက်ပေးရသည့်ဝဏ္ဏကြော့ထင်ဝဲရအငိမ့်စားပုံမှုချုပ်ချုံထုံးအောင်ကိုမြို့ပြကြောက်ကြရဲပေါ်များကတက်ရှင်လင်းအားလုံးပဲမင်္ဂလာပါခတိမန္တလေးသတင်းဌာနကနေနောက်ဆုံးရရှိကြတဲ့သတင်းများကိုတင်ဆက်ပေးချင်ပါတယ်နိုင်ငံတော်ကာကွယ်ရေးတပ်ကတူမှစတင်ကြားနေပြီးမင်းအောင်လိုက်ကပေးရသည့်ဝဏ္ဏကြော့ထင်ဝဲရအငိမ့်စားပုံမှုချုပ်ချုံထုံးအောင်ကိုယနေ့ခါရှင်းလင်းလိုက်ကြောင်း Golden Valley Warrior မှတာဝန်ရှိသူတို့ကခတိမန္တလေးသတင်းဌာနထံသို့ ပြောဆိုပါရယ်ယနေ့နဲ့9နိုင်20မိနစ်ချင်းရန်ကုန်တိုင်းမရန်ကုန်မြို့နယ်9ရပ်ကွက်ရှိနေမှာအငိမ့်စားဗုံမှုချုပ်ချိုးထုံးအောင်ကိုခက်ခဲခြင်းဖြစ်ကြောင်းသိရှိရပါတယ်2023ခုနှစ်မှာမင်းအောင်လိုက်ကိုတိုင်းဝန်နာကျော်တင်ပွဲပေးအပ်ခံရသူဗုံမှုချုပ်ချိုးထုံးအောင်ကို၎င်း၏နေရှိမှာပင် Golden Valley Warrior မြို့ပြပြောက်ကြရဲဘော်များကပြည့်အရှင်းနေကြကြောင်းယနေ့နဲ့ပိုင်းရန်ကုန်မြို့မရန်ကုန်မြို့နယ်အေဝလမ်းပေါ်ရှိ၎င်း၏နေမှာပြည့်အရှင်းနေကြရင်ဖြစ်တယ်လို့သိရှိရပါတယ် မျိုးပြရေဘော်ရေဘက်တွေအားလုံးလုံခြုံပေးခင်ပါလေပြည်ပကိုအချိန်ယူစောင့်ကြည့်အတည်ပြုတဲ့လုပ်ငန်းစဉ်ပါဆိုရင်ဒီမစ်စင်တစ်ခုအတွက်အချိန်၄လလောက်ယူလိုက်ရပါတယ်ကျွန်တော်ရန်သူဒေါက်တာတွေကိုစနေတကျစာရင်းပြုစုပြီးထောင်လန်းနေတာလည်းရှိပါတယ်တေချာပြောနိုင်တာကတော့အနက်မှာလိုက်ရကုန်းပစီကြီးဒီပန်းရေးကိစ္စတွေတခုမှကျွန်တော်တို့မမေ့ဘူးတရားမျှတမှုကိုမရရတဲ့နည်းနဲ့ယူမယ်စောင့်နေပါဒါပဲပြောချင်ပါတယ်လို့ဂိုရန်ဗယ်လီဝါရီယာမြို့ပြပြောက်ချရဲဘော်ကပြောဆိုပါတယ် ဗိုလ်မှူးချုပ်ချိုးထွန်းအောင်ကနိုင်ငံတော်ကာကွယ်ရေးတပ်ကတို့ National Defense College NDC တွင် Internet Security, Counter Terrorism, နိုင်ငံတော်လုံခြုံရေးနှင့်အကြမ်းဖက်မှုတိုက်ဖျက်ရေးဘာသာရပ်နှင့်နိုင်ငံတကာဆက်ဆံရေးဘာသာရပ်နှစ်ခုကိုတင်ကြားနေသည်ဖြစ်ကြောင်းသိရှိရပါသည်။စစ်အရာရှိကြီးများတွင်ဖွင့်လှစ်ထားသောနိုင်ငံတော်ကာကွယ်ရေးတပ်ကတို့ NDC ကစစ်တပ်ဗိုလ်မှူးကြီးအဆင့်မှစတင်တက်ရောက်ရတဲ့စစ်တပ်၏အရေးပါတဲ့အဆင့်မြင့်စစ်တင်တဲ့နောက်ခုဖြစ်ပါသည်။ Golden Valley Warrior အဖွဲ့ကကာလတော်ကြာအချက်လက်စုဆောင်စုံစမ်းထုံလန်းအတည်ပြုနိုင်ခဲ့ပြီးနောက် ၎င်းကိုဖြစ်ကရှင်လင်းငယ်ချင်းဖြစ်တယ်လို့သိရှိရပါတယ်။စစ်တပ်မှဗိုလ်မှူးချုပ်ဗိုလ်ချုပ်ရာတို့ဖြင့်အငိမ့်စားယူခဲ့တော်လဲလက်ရှိအကြမ်းဖက်စစ်တပ်၏နေစဉ်လူမဆန်မှုများစွာတွင်စစ်ဘက်ဆိုင်ရာတင်ချပုတ်ချနေသူများကိုလည်းစစ်ရေးပြစ်မှတ်ဖြစ်အတုတ်တင်ငယ်ချင်းဖြစ်ကြောင်းဗိုလ်ချုပ်ချုပ်ထွန်းအောင်ကဘရူနိုင်းနှင့်ကမ္ဘောဒီးယားနိုင်ငံတန်အမတ်ဖြစ်ပါဆောင်ရွက်ခဲ့မှုပြီးမြန်မာပြည်ပြန်ရောက်ချိန်မှစတင်ကနေပြည်တော်နိုင်ငံတော်ကာကွယ်ရေးတပ်ကတို NDC တွင် အကြမ်းဖက်စစ်တပ်အရာရှိကြီးများကိုစစ်တိုက်တင် जा ပို့ချနေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။မင်းအောင်လိုင်းအားထားရသူများတဲ့တွင်အငိမ့်စားဗိုလ်ချုပ်ချိုးထွန်းအောင်လည်းပါဝင်ခဲ့ပြီး2025ခုနှစ်ရဲ့မတ်လ26ရက်နေ့မှာမင်္ဂလာတုံးလေးတပ်စခန်းမှာစစ်တပ်တည်ယူပို့ဆောင်ရေးလေယာဉ် MAF 003အထူးလေယာဉ်ဖြင့်စစ်တပ်ထိပ်ပန်းအကြီးအကဲများနှင့်ထင်ရှားအရေးပါသူများကိုနေပြည်တော်စီရေးပြအခမ်းအနားတက်ရန်မင်းအောင်လိုင်းကစီစဉ်ပေးထားခဲ့ကြောင်းအဆိုပါလေရင်ပေါ်တွင်အင်းနေဝင်းတို့မိသားစုပါဝင်ဘိုးချုပ်ချုပ်ထွန်းအောင်လည်းပါဝင်ကြောင်းသိရှိရပါတယ် 2025တက်မတော်နေ့စီရေးပြပွဲအခမ်းအနားပြီးမတ်လ28ရက်နေပြည်တော်မှရန်ကုန်အပြန်လမ်းကြောင်းတွင်စစ်တပ်တည်ယူပို့ဆောင်ရေးလေရင် MAF 0011အထူးလေရင်ဖြင့်ပို့ချိုးချိုးထုံးအောင်ပြန်လာကြောင်းသိရှိရပါသည်။မင်းအောင်လိုင်က၎င်းအကူရသည့်စစ်ဗိုလ်ချုပ်ဟောင်းများ၏အကြံဉာဏ်များကိုရယူပြီးပြည်သူစစ်မဟာဗျူဟာကိုစစ်မှုထမ်းအောင်အဖွဲ့အင်အားဖြင့်လှုပ်ဆောင်နေကြောင်းအစိုးရအဖွဲ့၏တိုင်းစင်ခေါင်းဆောင်များတွင်ပို့ချိုးချိုးထုံးအောင်ပါဝင်ကြောင်းသိရှိရပါသည်။မင်းအောင်လိုင်က2023ခုနှစ်ဇန်နဝါရီလ10ရက်နေ့မှာ ဗိုလ်ချုပ်ချုပ်ထုံးအောင်ကိုသူကိုယ်တိုင်ဝနကြော်တင်ဘောဒစိပေးရခဲ့ပြီးရွှေအချင်းငါးချက်သားကိုပါဂုံပြုစုအဖြစ်တပါးလဲပေးရခဲ့ပါတယ်။ဂိုရန်ဗယ်လီဝါရီအဖွဲ့ကစစ်တပ်ရဲ့အကြီးစားတောက်တိုင်များကိုစင်ဆက်မပြတ်သတင်းထောင်လိုင်းလျက်ရှိကြောင်းထို့ပြင်အကြမ်းဖက်လေးတပ်လေးရင်မှုများ၏အချက်လက်များကိုလည်းသတင်းစုဆောင်းလျက်ရှိရာ၎င်းတို့၏ဆက်ဆက်သတင်းများရရှိထားပါကရန်ကုန်မြို့ပြပျောက်ကြားအဖွဲ့ထံသို့ပေးပို့ရန်ဂိုရန်ဗယ်လီဝါရီကတောင်းဆိုထားပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပြူကောင်းဆောင်ဇော်ယူထွန်းအဖမ်းခံရပြီးနောက် မိထီလာပြည်သူစစ်တို့နှုတ်ထွဲဆိုတဲ့သတင်းကိုတင်ဆက်ပေးရင်ပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏အကျင့်ပြတ်မှုများဝေဖန်ရေးသားမှုဖြင့်မိထီလာမြို့နယ်ဒူဇော်တိကောင်းဆောင်ဇော်ယူထွန်းကိုစစ်ကောင်စီကဖမ်းဆီးပြီးနောက်စစ်တပ်ထောက်ခံသူများကြားအမြင်ကွဲလဲခဲ့ကြသလိုမိထီလာပြည်သူစစ်များနှုတ်ထွက်လာကြကြောင်းသိရပါတယ်ဇော်ယူထွန်းအားပုံမှန်905ကကြီးဖြင့်ဖမ်းဆီးအရေးယူခဲ့ခြင်းကြောင့်မိထီလာမျိုးဌာနေပြည်သူ့စစ်အဖွဲ့မှစက်ကုန်လို့နှုတ်ထွက်ကြောင်းအတိပေးသည်ဟုယမန်နေ့တွင်မိထီလာပြူဇော်ရီတပ်ဖွဲ့ဝင်တို့က လူမှုကွန်ရက်၌ရေးသားထားပါတယ်။ယခုရပိုင်တွင်မလိုင်မြို့နယ်စစ်ကောင်စီစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဘုံမှုဝေဖြူကိုဇော်ယူထွန်းကကားမှန်ချခိုင်းမှုကြောင့်အချင်းများသည့်ရုပ်တံပိုင်းပြန့်နှံ့ခဲ့ပြီးနောက်၎င်း၏လူမှုကွန်ရက်ဆာမျက်နှာတွင်ဝိထီလာမြို့နယ်တွင်စစ်မှုထမ်းအတွက်လူစားထုံးငွေကြေးကောက်နေမှုလူစားထုံးရန်ငွေကြတ်သိန်းဆယ်ချီပေးနေရမှုနှင့်ပေါ်တာဆွဲဖန်းစည်းနေမှုများကြောင့်လူငယ်များအပြေမထွက်ရကြတော့ကြောင့်ရေးသားခဲ့၍နိုင်ငံတော်တင်ကြီးအေဂျင်စီပြပြဆိုင်ရန်လှုပ်ဆော်ခြင်းဝါဒဖြန့်ခြင်းများလှုပ်ဆောင်ခဲ့သည်ဟုဆိုက မေ15ရက်တွင်ဇော်ယူထွန်းအားဖမ်းဆီးခဲ့ပါတယ်။ဇော်ယူထွန်းဖမ်းခံခြင်းဟာလူမှုကွန်ရက်၌ရေးသားခဲ့မှုထက်ဗိုလ်မှူးဝေဖြိုး၏လက်ချက်ဖြစ်နိုင်တယ်လို့စစ်အုပ်စုထောက်ခံသူများကပြောဆိုနေကြပြီးမကျေနပ်မှုလည်းဖြစ်ပေါ်နေကြပါတယ်။ခစ်တင်မန္တလေးရဲ့နောက်ဆုံးရသတင်းများတင်ဆက်မှုကိုဒီမှာပဲရန်နာပြရစီခင်ဗျာ။အဆုံးထိကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ မင်းအောင်လိုက်ပေးရသည့်ဝနကြော်တင်ဖွဲရအငိမ့်စားပုံမှုချုပ်ချုပ်ထုံးအောင်ကိုမျိုးပြကြောက်ကြရဲဘော်များကတက်ရှင်လင်းအားလုံးပဲမင်္ဂလာပါခတိမန္တလေးသတင်းဌာနကနေနောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးခြင်းပါတယ်နိုင်ငံတော်ကာကွယ်ရေးတပ်ကတူမှစာတင်ကြားနေပြီးမင်းအောင်လိုက်ကပေးရသည့်ဝနကြော်တင်ဖွဲရအငိမ့်စားပုံမှုချုပ်ချုပ်ထုံးအောင်ကိုယနေ့ခါရှင်းလင်းလိုက်ကြောင်း Golden Valley Warrior မှတာဝန်ရှိသူတို့ကခတိမန္တလေးသတင်းဌာနထံသို့ပြောဆိုပါရယ် ယနေ့နဲ့9:20မိနစ်ချိန်ရန်ကုန်တိုင်းမရန်ကုန်မြို့နယ်9ရပ်ကွက်ရှိနေမှာအငိမ့်စားဘုံမှုစုချိုထုံးအောင်ကိုခက်ခဲခြင်းဖြစ်ကြောင်းသိရှိရပါတယ်။2023ခုနှစ်မှာမင်းအောင်လိုင်ကိုတိုင်းဝန်နာကျော်တင်ဘွဲ့ပေးအပ်ခံရသူဘုံမှုစုချိုထုံးအောင်ကို၎င်းနေရှိမှာပင်ဂိုရန်ဗယ်လီဝါရီယာမြို့ပြဖြောက်ကြရဲဘော်များကပြစ်ရှင်နေကြကြောင်းယနေ့နဲ့နောက်ပိုင်းရန်ကုန်မြို့မရန်ကုန်မြို့နယ်အေဝလမ်းမော်ရှိ၎င်းနေမှာပြစ်ရှင်နေကြရင်ဖြစ်တယ်လို့သိရှိရပါတယ်။ မျိုးပြရေဖို့ရေဘက်တွေအားလုံးလုံခြုံပေးခြင်းပါလေပြည်ပကိုအချင်းယူစောင့်ကြည့်အတည်ပြုတဲ့လုပ်ငန်းစဉ်ပါဆိုရင်ဒီမစ်စင်တစ်ခုအတွက်အချင်း၄လလောက်ယူလိုက်ရပါတယ်ကျွန်တော်ရန်သူဒေါက်တာတွေကိုစနစ်တကျစည်ရင်းပြုစုပြီးထောင်လန်းနေတာတွေလည်းရှိပါတယ်တေချာပြောနိုင်တာကတော့အနက်မှာဗိုက်ရကုံပစီကြီးဒီဘင်းရေးကိစ္စတွေတစ်ခုမှကျွန်တော်တို့မမေ့ဘူးတရားမျှတမှုကိုမရရတဲ့နည်းနဲ့ယူမယ်စောင့်နေပါဒါပဲပြောချင်ပါတယ်လို့ဂူရန်ဗယ်လီဝါရီယာမျိုးပြပြောင်ချရေဘော်ကပြောဆိုပါတယ် ဗိုလ်မှူးချုပ်ချိုးထွန်းအောင်ကနိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် National Defense College NDC တွင် Internet Security Counter Terrorism နိုင်ငံတော်လုံခြုံရေးနှင့်အကြမ်းဖက်မှုတိုက်ဖျက်ရေးဘာသာရပ်နှင့်နိုင်ငံတကာဆက်ဆံရေးဘာသာရပ်နှစ်ခုကိုတင်ကြားနေသည်ဖြစ်ကြောင်းသိရှိရပါသည်။စစ်အရာရှိကြီးများတွင်ဖွင့်လှစ်ထားသောနိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် NDC ကစစ်တပ်ဗိုလ်မှူးကြီးအဆင့်မှစတင်တက်ရောက်ရတဲ့စစ်တပ်၏အရေးပါတဲ့အဆင့်မြင့်စစ်တင်နေကြောင်းတစ်ခုဖြစ်ပါသည်။ Golden Valley Warrior အဖွဲ့ကကာလတော်ကြာအချက်လက်စုဆောင်စုံစမ်းထောက်လှမ်းအတည်ပြုနိုင်ခဲ့ပြီးနောက် ၎င်းကိုဖြစ်ကရှင်လင်းငယ်ချင်းဖြစ်တယ်လို့သိရှိရပါတယ်စစ်တပ်မှဗိုလ်မှူးချုပ်ဗိုလ်ချုပ်ရာထူးဖြစ်အငိမ့်စားယူခဲ့တယ်လို့လက်ရှိအကြမ်းဖက်စစ်တပ်ဤနေစဉ်လူမဆန်မှုများစွာတွင်စစ်ဘက်ဆိုင်ရာတင်ကြားပုတ်ချနေသူများကိုလည်းစစ်ရေးပြစ်မှတ်အဖြစ်တုတ်တင်ငယ်ချင်းဖြစ်ကြောင်းဗိုလ်ချုပ်ချုပ်ထုံးအောင်ကဘရူနိုင်းနဲ့ကမ်ဘောဒီးယားနိုင်ငံတန်အမတ်အဖြစ်ပါဆောင်ရွက်ခဲ့မှုပြီးမြန်မာပြည်ပြန်ရောက်ချိန်မှာစတင်ကနေပြည်တော်နိုင်ငံတော်ကာကွယ်ရေးတပ်ကတို NDC တွင် အကြမ်းဖက်စစ်တပ်အရာရှိကြီးများကိုစစ်တပ်အင်ကြားပို့ချနေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။မင်းအောင်လိုင်၏အားထားရသူများတဲ့တွင်အငိမ့်စားဗိုလ်ချုပ်ချိုးထွန်းအောင်လည်းပါဝင်ခဲ့ပြီး2025ခုနှစ်မတ်လ26ရက်နေ့မှာမင်္ဂလာတောင်လေတပ်စခန်းမှာစစ်တပ်တယူပို့ဆောင်ရေးလေယာဉ် MAF 003အထူးလေယာဉ်ဖြင့်စစ်တပ်ထိပ်ပိုင်းအကြီးအကဲများနှင့်ထင်ရှားအရေးပါသူများကိုနေပြည်တော်စီရေးပြအခမ်းအနားတည်ရန်မင်းအောင်လိုင်ကစီစဉ်ပေးထားခဲ့ကြောင်းအဆိုပါလေယာဉ်ပေါ်တွင်အင်းနေဝင်းတို့မိသားစုပါဝင်ဗိုလ်ချုပ်ချိုးထွန်းအောင်လည်းပါဝင်ခဲ့ကြောင်းသိရှိရပါတယ်။ 2025တက်မတော်နေ့စီရေးပြပွဲအခမ်းအနားပြီးမတ်လ28ရက်နေပြည်တော်မှရန်ကုန်အပြန်လမ်းကြောင်းတွင်စစ်တပ်တယူပို့ဆောင်ရေးလေရင် MAF 0011အထူးလေရင်ဖြင့်ပို့ချိုးချိုးထွန်းအောင်ပြန်လာကြောင်းသိရှိရပါသည်။မင်းအောင်လိုင်က၎င်းအာကိုရသည့်စစ်ဗိုလ်ချုပ်ဟောင်းများ၏အကြံဉာဏ်များကိုရယူပြီးပြည်သူစစ်မဟာဗျူဟာကိုစစ်မှုထမ်းအောင်အဖွဲ့အင်အားဖြင့်လှုပ်ဆောင်နေကြောင်းအစိုးရအဖွဲ့၏တိုင်းအဆင့်ခေါင်းဆောင်များတွင်ပို့ချိုးချိုးထွန်းအောင်ပါဝင်ကြောင်းသိရှိရပါသည်။မင်းအောင်လိုင်က2023ခုနှစ်ဇန်နဝါရီလတည့်ရက်နေ့မှာ ဘွေလုတ်ချိုးထုံးအောင်ကိုသူကိုယ်တိုင်ဝနကြော်တင်ဘောတစိပေးရခဲ့ပြီးရွှေအချင်းငါးချက်သားကိုပါဂုံပြုစုအဖြစ်တပါးလဲပေးရခဲ့ပါတယ်ဂိုရန်ဗယ်လီဝါရီအဖွဲ့ကစစ်တပ်၏အကြီးစားတောက်တိုင်များကိုစင်ဆက်မပြတ်သတင်းထောင်လန်းလျက်ရှိကြောင်းထို့ပြင်အကြမ်းဖက်လေးတပ်လေယာဉ်မှူးများ၏အချက်လက်များကိုလည်းသတင်းစုဆောင်းလျက်ရှိရာ၎င်းတို့၏ဆက်ဆက်သတင်းများရရှိထားပါကရန်ကုန်မြို့ပြပျောက်ကြားဖွဲ့ထံသို့ပေးပို့ရန်ဂိုရန်ဗယ်လီဝါရီကတောင်းဆိုထားပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပြူကောင်းဆောင်ဇော်ယူထွန်းအဖမ်းခံရပြီးနောက် မိထီလာပြည်သူစစ်တို့နှုတ်ထွဲဆိုတဲ့သတင်းကိုတင်ဆက်ပေးခြင်းပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏အကျင့်ပြတ်မှုများဝေဖန်ရိတ်သားမှုဖြင့်မိထီလာမြို့နယ်ဒူဇော်တိကောင်းဆောင်ဇော်ယူထွန်းကိုစစ်ကောင်စီကဖမ်းဆီးပြီးနောက်စစ်တပ်ထောက်ခံသူများကြားအမြင်ကွဲလဲခဲ့ကြသလိုမိထီလာပြည်သူစစ်များနှုတ်ထွက်လာကြကြောင်းသိရပါတယ်ဇော်ယူထွန်းအားပုံမှန်905ကာကြီးဖြင့်ဖမ်းဆီးအရေးယူခဲ့ခြင်းကြောင့်မိထီလာမျိုးဌာနေပြည်သူ့စစ်အဖွဲ့မှ၁၉ဦးနှုတ်ထွက်ကြောင်းအတိပေးသည်ဟုယမန်နေ့တွင်မိထီလာပြူဇော်ရီတပ်ဖွဲ့ဝင်တို့က လူမှုကွန်ရက်၌ရေးသားထားပါတယ်။ယခုရပိုင်းတွင်မလိုင်မြို့နယ်စစ်ကောင်စီစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဘုံမှုဝေဖြူကိုဇော်ယူထွန်းကကားမှန်ချခိုင်းမှုကြောင့်အချင်းများသည့်ရုပ်တံပိုင်းပြန့်နှံ့ခဲ့ပြီးနောက်၎င်း၏လူမှုကွန်ရက်ဆာမျက်နှာတွင်မိထီလာမြို့နယ်တွင်စစ်မှုထမ်းအတွက်လူစားထုံးငွေကြေးကောင်းနေမှုလူစားထုံးရန်ငွေကြေးသိမ်းဆည်ချီပေးနေရမှုနှင့်ပေါ်တာဆွဲဖမ်းဆီးနေမှုများကြောင့်လူငယ်များအပြေမထွက်ရေးကြတော့ကြောင့်ရေးသားခဲ့၍နိုင်ငံတော်တင်ကြီးအေဂျင်စီပြပြဆိုင်ရန်လှုပ်ဆော်ခြင်း ဝါဒဖြန့်ကျင်းများလှုပ်ဆောင်ခဲ့သည်ဟုဆိုကမေ15ရက်တွင်ဇော်ယူထွန်းအားဖမ်းဆီးခဲ့ပါသည်ဇော်ယူထွန်းဖမ်းခံခြင်းဟာလူမှုကွန်ရက်၌ရေးသားခဲ့မှုထက်ဗိုလ်မှူးဝေဖြိုး၏လက်ချက်ဖြစ်နိုင်တယ်လို့စစ်အုပ်စုထောက်ခံသူများကပြောဆိုနေကြပြီးမကျေနပ်မှုလည်းဖြစ်ပေါ်နေကြပါသည်ခစ်တင်မန္တလေးရဲ့နောက်ဆုံးရသတင်းများတင်ဆက်မှုကိုဒီမှာပဲရန်နာပြရစီခင်ဗျာအဆုံးထိကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ